ဒီကိစ္စအားလုံးမင်္ဂလာပါကျွန်တော် Everything Awesome Season နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဝေယံပါဒီတစ်ပတ်တော့ကျွန်တော်တို့ခါနာနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်ကလေးသတိထားရမယ့်အချက်ကလေးတွေကျွန်တော်ဒီနေ့ပြောပြပေးသွားချင်တယ်ပေါ့နော်ခါနာရဲ့ခါနာရဲ့ဆိုပြီးတော့ကျွန်တော်တို့ဒီဆေးကန်တွေကိုလူနာတော်တော်များများလာပြဒီနေ့ဒီနေ့ဆေးကန်ကိုလာပြရလူနာထဲမှာခါနာရဲ့လူနာမပါတဲ့နေဆိုတာခက်ရှားရှားရင်ကျွန်တော် GP တော်တော်များများသိရပေါ့နော်ဟိုနေတိုင်းနေတိုင်းလာပြရလူနာထဲမှာတယောက်မှတယောက်ကတော့ခါနာပြီးတော့လာပြရလူတွေရှိရပေါ့နော်အဲ့တော့ ခါနာတာတော်တော်ပေါ်တဲ့ဟိုဟိုယောဂလက္ခဏာတခုဖြစ်တယ်ပေါ့ပြောချင်တာအကြောင်းမျိုးမျိုးကြောင့်ခါနာကြတယ်ဒီမှာတခုကိုကောက်ပြီးမလိုက်တယ်ခလေးဖြစ်ဖြစ်ကောက်ပြီးကုန်းပြီးချီလိုက်တယ်ဒါမှမဟုတ်ရှင်ဈေးချင်းအောင်ကောက်ဆွဲလိုက်ရတာနေခါမြက်ခနေဖြစ်သွားတယ်နောက်ကားအကြာကြီးမောင်းတယ်ပေါ့နော်တချို့ဆိုလို့ရှင်ကားဒရိုင်ဘာတွေထရက်ကာမောင်းတဲ့လူတွေဒီလိုဆိုလို့ရှင်ကုန်းကားကြီးမောင်းတဲ့လူတွေဆိုလို့ရှင်တော်တော်များများအကြိုက်ထိုင်ပြီးတော့နေရတော့ခါမြက်တယ်ခါနိုင်ခါညောင်းတောင့်ပြီးတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒီခါကျလို့ရှင်လည်း ခါတစ်ခုနဲ့ခိုက်မိတာမျိုးတွေချော်လဲတာမျိုးတွေကားအစီအစဉ်ဖြစ်ပြီးတော့ခါနာမျိုးတွေလည်းရှိတယ်။အဲ့တော့အကြောင်းမျိုးမျိုးကြောင့်ခါနာနိုင်တယ်။အဲ့တော့ကျွန်တော်စေကန်းတွေကိုလာပြရတယ်ပေါ့နော်။ခါနာပြီးဆိုလို့ရှိရင်စေကန်းကိုလာပြရတဲ့လူနာတွေထဲမှာ60ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ဘာကြောင့်ခါနာနိုင်ဆိုတာကိုကျွန်တော်တို့အဖြေရှာလို့မရအောင်ပြောချင်တာက60ရာခိုင်နှုန်းလောက်မှာမမရရအကြောင်းရင်းမရှိဘဲနဲ့ခါနာတယ်။ခါမြတ်သွားတယ်၊ကြောညက်သွားတယ်၊ကြောတင်သွားတယ်၊မာဆယ်လီဟိုအောင်တောင်တောင်နာတာဖြစ်သွားတယ်ပေါ့နော်။ ဒီဥစ္စာကတချို့ဆိုလို့ရှိရင်လည်း imminent နားတယ်ဒါပေမဲ့ဟို scan တွေပါရိုက်လိုက်တယ်ဗောနော CT scan တို့ MRI တို့ရိုက်လိုက်ခါမှာဘာမှအဖြေမထွက်လာဘူးဘာကြောင့်မှမသိဘူးတွက်သူနားနေတာသိရမလားအဲ့လိုယောဂါတွေက60%ရာခိုင်နှုန်းလောက်ရှိတယ်ဒါပေမဲ့ကောင်းတဲ့အချက်ဝမ်းသာကြရကောင်းတယ်သတင်းကောင်းတာဘာလဲဆိုလို့ရှိရင်ဒီ60%ရာခိုင်နှုန်းလောက်ကဘာမှတိတ်ပြီးတော့ထွေး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 ကိုကိုယောဂါတွေထပ်ပြီးတော့ရှားဝေးကုသကြရမလို့ပဲ ਨੇ နှစ်လသုံးလောက်နေလို့ရှိရင်အများသောအားဖြင့်ပေါ့နော်နှစ်လသုံးလောက်နေလို့ရှိရင်ပြန်ကောင်းသွားတာမျိုးရှိရှိအဲ့တော့ဒီချိန်ကနေလောက်တယ်ဟိုဟိုအကြိုက်ခဲပြောင်စီတောက်တယ်အဲ့လိုမျိုးနှိပ်တာမျိုးတွေပါလေလောက်လိုက်လို့ရှိရင်သူ့အတူပြန်ကောင်းသွားတာမျိုးရှိရပေါ့နော်ဒါပေမဲ့ဆယ်ရာခိုင်နှုန်းလောက်ကတော့ specific causes တွေရှိရ specific causes ဆိုတာပါလဲဆိုလို့ရှိရင်တိတိကျကျ causes ဆိုတာဖြစ်စေတဲ့အကြောင်းရင်းရှိရအဲ့တော့60ရာခိုင်နှုန်းလောက်ကအရေးမကြီးဘူးပြန်ကောင်းသွားရဆိုတော့ကောင်းတယ် ဖြစ်ရမလားဒါပေမဲ့ဆေးရခိုင်နှုန်းလောက်ထဲမှာပါသွားလို့ရှင်တခဲမသိင့်လို့ရှင်ဒီဆေးရခိုင်နှုန်းကကိုယ့်အသက်ကိုတော့ချိန်ချောက်နိုင်တယ်ယောဂါကြီးဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့ဒါလေးကိုအတူတူလေ့လာကြည့်ကြမယ်ကြည့်ရကျွန်တော်ဒီခန္ဓာပြေတော့အရင်ကြည့်ကြမယ်ပေါ့နော်ဒီဥစ္စာကကျွန်တော်ဒီ lumbar spine ဟိုဟိုခစီရိုးပေါ့ခစီရိုးကမနိုင်ခုရှိလဲဆိုလို့ရှင်၅ခုရှိတယ်အဲ့ငါးခုကကျွန်တော်တို့ဒီဒီမှာကြည့်လိုက်မယ်ဆိုလို့ရှင်အပြာလေးတွေ့နေတယ်အပြာလေးတွေကဘာလဲဆိုလို့ရှင် တစီယိုတစ်ခုနဲ့တစ်ခုကြားထဲမှာသူကကူရှင်လိုမျိုးလေးလုပ်ပေးတာကူရှင်ဆိုတော့ဘာလဲဆိုတော့ဟို shock absorber ပေါ့ကားဒီကားမက်ကနစ်တွေဆိုလို့ရှင်တိတယ်ကားပြင်တဲ့လူတွေဆိုလို့ရှင်သူက shock absorber ဆိုတာဘာလဲဆိုလို့ရှင်ကစီယိုတွေကလမ်းလျှောက်လိုက်လမ်းလျှောက်လိုက်တာတို့ပြေးလိုက်တာတို့ကုန်းလိုက်တာတို့ကွာလိုက်တာလို့ရှင်ဒီလိုမျိုးသူကစီယိုတစ်ခုနဲ့တစ်ခုကကက်ကက်သွားအဲ့လိုကက်သွားလို့ရှင်အယိုးနှစ်ခုပူးမသွားအောင်လို့သူကကြားထဲမှာအဲ့လိုကူရှင်လေးခံပေးတာအဲ့တော့ကူရှင်လေးခံပေးတာကတော့အယိုးနှစ်ခုမပူးဘူးမပွတ်တိုက်ဘူးပေါ့နော်မပွတ်တိုက်တော့အယိုးတွေပျက်စီးတာဟိုဟိုဘယ်လိုပြောမလဲတက်တာ ဲ့တော့ဒီဒီအလုံးကြီးအလုံးကြီးနှစ်ခုဒီလိုပုတ်တိုင်မှုမရှိအောင်လို့သူကဒီခစေရိုးထဲမှာသူကအဲ့လိုခွင်းလေးပေါ့နော် intervertebral disc လို့ခေါ်တယ်အဲ့ဒါလေးကကျွန်တော်တို့ကာဝယ်ပေးသွား။နောက်ဒီခစေရိုးရဲ့အနောက်မှာဘာရှိလဲဆိုလို့ရှိရင်ပြပြလေးတွေလား၅ခုအဲ့ပြပြလေးတွေဘာလဲဆိုတော့ကျွန်တော်တို့ဒီကြောကိုကန်ကြည့်လိုက်ခေါင်းကိုကန်ကြည့်လိုက်လို့ရှိရင်ပုတိပုတိလေးတွေ့ရတယ်အဲ့ဒါလေးတွေကကျွန်တော်တို့ဆမ်းမိတဲ့အဲ့ဒါလေးကကျွန်တော်ဘာလဲဆိုတော့ spineless process လို့ခေါ်တယ်ပေါ့နော်။သူအမိလေးလို့ပေါ့။သူအဲ့လိုမျိုးလေးရှိနေတာ။နောက်ဒီမှာဝဝလေးတွေကဘာလဲဆိုလို့ရှိရင်ဒီ အဲ့ခစီရိုးတွေကနေထွက်လာတယ်အာယုံကြောလေးပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့အနာတမီကိုအရင်ဆုံးပြုတ်ပြလိုက်လိုက်တာပေါ့နောက်တစ်ပုံဒီမှာဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီပုံမှာလူကကျွန်တော်တို့ဒီဘဲဘက်ကိုမျက်နှာလှည့်ထားပေါ့နော်ကိုရီးယားရှေ့တိတဲ့နေကြည့်နေအဲ့တော့အယူကအဲ့လိုကွေးကွေးလေးရှိရဲ့အဲ့တော့ကွေးကွေးလေးရှိနေတော့တဘာဝအတိုင်းသူကဒီကွေးတဲ့နေရာလေးတွေကနာတာပိုးပြီးတော့များတယ်ပေါ့နော်အဲ့တော့ဟိုအเจ้าမျိုးကြောင့်နားရတယ်ဟိုဒန်ခံရပြီဆိုလို့ရှိရင်အဲ့ကွေးတဲ့နေရာလေးတွေကများသောအားဖြင့်ခံရတယ်အဲ့တော့ ဟို spike spine လို့ခေါ်တယ်ဒီဒီဂုတ်ဒီဒီ leaving yo တို့နောက်ပြီးလို့ရှင် lumbar spine လို့ခေါ်တယ်ဟိုခါ yo တို့အဲ့ဒီနေရာတွေအများသောအဖြစ်နာရာမျိုးတွေရှိရပါတော့အဲ့တော့ဒီ spike spine ကအများသောမျိုး9ချောင်းရှိရနောက် thoracic spine ကကျတော့ကျွန်တော်12ချောင်း12 12ခုရှိရ lumbar spine က9ခုရှိရ sacrum ကကျွန်တော်တို့9ခုရှိရနောက် coccyx ကကျတော့ကျွန်တော်တို့ဒီအယိုးသေးသေးလေးပေါင်းပြီးပေါင်းထားပါတော့6ခုပေါင်းထားတာကျွန်တော်မိအောင်ရုပ်လေးရှိရအဲ့တော့အများသောအဖြစ်ဒုတိယမှာဒီခစီယိုက33ခုရှိရပါတော့ ဒါဘုဒ္ဓတအနေနဲ့ကျွန်တော်ပြောပြအောင်ပေါ့နော်အဲ့တော့ဘယ်နေရာနေတာလဲဆိုတာသိအဲ့တော့ဒီမှာအနာတမျိုးထပ်ပြီးတော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်အမဲလေးနဲ့ဝိုင်းထားတာအခုနပြောခဲ့တဲ့ဖုတိဖုတိလေးဆန်းလို့ရတဲ့ဟာလေး spinous process လို့ခေါ်တယ်ပေါ့နော်အနီနဲ့ဝိုင်းထားတာကြတော့ကျွန်တော်တို့ဒီအယိုးတစ်ခုနဲ့တစ်ခုစုံတဲ့နေရာမှာဒီ facet joint ဆိုတာလေးရှိတယ်အဲ့ facet joint လေးရကြတော့အခုန intervertebral disc ဆိုတာကြတော့ဒီဒီခစေယိုးတစ်ခုနဲ့တစ်ခုအကြီးကြီးထဲမှာခံပေးထားတယ်ဒီကောင်ကြတော့အဲ့နောက်မှာရှိတဲ့ facet joint တစ်ခုကတစ်ခုနဲ့တစ်ခုပူးကပ် ဒါပေမဲ့ဒီဂျားထဲမှာသူကသူ့လိုမျိုးဟိုလိုမျိုး disk မရှိဘဲနဲ့သူကဘာရှိလဲဆိုတော့အယိုးနုလေးရှိရပေါ့နော်အယိုးနုလေးကကားတော့ကာကွယ်ပေးတယ်ဒါပေမဲ့ခုနကူရှင်တော့မကောင်းဘူးအဲ့တော့ဂျာလာနဲ့မြအဲ့အယိုးနုလေးတွေကပျက်စီးဖို့ chance ကပိုပြီးတော့များတယ်အများသားဖြင့်အသက်ကြီးလာလို့ခါနာပြီဆိုလို့ရှိရင်အဲ့ facet joint လေးတွေရောင်လာကြောင်းဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီမှာရှိတဲ့အယိုးနုလေးတွေပျက်စီးသွားပြီးတော့နာနာမျိုးဖြစ်တတ်တယ်နောက်အဲ့မှာကြည့်လိုက်အာယုံကျော်ဘောပါလေးအဲ့အာယုံကျော်ဘောပါလေး ਨੇ ီ intervertebral disc နဲ့ဒီ cushion လေးနဲ့အပြာလေးနဲ့ဆက်နေတွေ့လားကက်နေကက်နေရဆိုတော့တခါကျလို့ရှင်ခစီယိုတခုကတခုနဲ့တခုပူးကက်သွားပြီးတော့ပြားသွားလို့ရှင်အဲ့ cushion လေးကအပြင်ကိုရှံပြီးတော့ဟိုညစ်ညစ်ထုတ်ခံလာရလို့အပြင်ကိုရှံပြီးတော့ထွက်လာအဲ့တော့အပြင်ကိုနည်းနည်းလေးရှံပြီးတော့ထွက်လာတာနဲ့သူကဘေးနားမှာရှိနေတယ်ဒီဒီဘယ်လိုမျိုးအာယုံကြောကိုတွားပြီးတော့ဖိမိလို့ရှင်အဲ့ဒီခါကျလို့ရှင် အောက်ပိုင်းနေထုံတာတို့ကျင်တာတို့ ဟိုလမ်းလျှောက်လို့မကောင်းတာတော့ဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီအနာတမီကိုဟိုဘူးဥစားရအောင်ပြပြပါပေါ့နော်ဒါကတော့ကျွန်တော်တို့အပေါ်ကနေကြည့်တဲ့ပုံပေါ့အဲ့တော့ when it is important and why ဘယ်အချိန်မှာခါနာတာကကျွန်တော်အရေးကြီးပြီလို့သတ်မှတ်ရမယ်။အဲဘာကြောင့်လဲပေါ့နော်။အဲ့တော့အဲ့အလေးလေးဆက်ပြီးကြည့်ကြမယ်။ကြည့်တော့ကျွန်တော်ဒီမှာ reflex လေးကြီးကြအောင် reflex ဆိုတာကျွန်တော်အလံနေပေါ့ကျွန်တော်ဒီမှာတစ်စိတ်လောက်ဟိုဟိုတိချံပြပါဘာလဲဆိုတော့ကျွန်တော်အင်္ဂလိပ်လိုအများသားဖြင့်ရေးရပါတော့ကျွန်တော်ဗီဒီယိုမှာကျွန်တော်မြန်မာလိုစူးစမ်းပြီးတော့ရေးသေးတယ်ဒါပေမဲ့ဗီဒီယို record လုပ်လိုက်တဲ့အခါမှာမြန်မာလူတွေကဟိုဘယ်လိုပြောရမလဲဟို font တွေကတမျိုးတွေဖြစ်ကုန်ဖတ်လို့မရတော့ဖတ်လို့မရတော့ကျွန်တော်အများသားဖြင့်အင်္ဂလိပ်လိုရေးပြီးတော့မြန်မာလိုဟိုကျွန်တော်ဟိုပြန်ပြီးတော့တေချာရှင်းပြမယ်ပေါ့နော်အဲ့တော့ဒါလေးကိုတစ်စိတ်လောက်တင်းတင်းကြီးခံပြပါလို့ဟိုတောင်းပန်ပြရတယ်ကျောင်းတော့ဟို ဲ့တော့ဒီမှာ reflex လို့ခေါ်တဲ့အလံနေပေါ့အလံနေဆိုတော့ဒီလိုလက္ခဏာတစ်ခုခုဖြစ်ပြီဆိုလို့ရှိရင်ရှိနေပြီဆိုလို့ရှိရင်သတိရမ်းထားရတော့အဲ့တာမန်ခါနာလေတော့ဒီပြန်ကောင်းတာပြက်နာမရှိဘူးခါလေးပဲနာရင်ပဲနာရင်တခြားဒီလိုလက္ခဏာတစ်ခုမှမရှိဘူးဆိုလို့ရှိရင်များသမီးတော့ဒီပြန်ကောင်းနိုင်တယ်ခုန90ရာခိုင်နှုန်းမှာပါနေရယ်ပေါ့နော်ဒါပေမဲ့ဒီလိုလက္ခဏာခါနာတာအပြင်ဒါတွေပါတွဲနေပြီပေါ့နော်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆရာဝန်နဲ့တွားပြီးတော့ပြတင်တယ်ပေါ့နော်အဲ့တော့ဘာလေးလည်းကြည့်ကြမယ်အဲ့တော့ seven back pain ဒုတိယကရုပ်ရည်နေရင်အကောင်ကြီး ရုတ်တရက်ကြီးခါထလာတယ်ခါကိုလည်းလည်းကျွန်တော်အလဲကနေဖိကြည့်လိုက်တဲ့အခါမှာခါလေးကဒီဖိလိုက်တဲ့နေရာမှာဟိုဖိလိုက်တာနဲ့ဇက်ကနေလူကဟိုနာသွားတယ်ဗောနော်ဟိုသူစုလို့ချင်းထခုံနေထအော်တယ်အဲ့လောက်ထိအောင်ဖြစ်တယ်ဒါဆိုလို့ရှင်အဲ့နေရာမှာကျွန်တော်အယိုးကျိုးနေရလာဒါမှမဟုတ်ရှင်တချို့တချို့လူကြီးတွေမှာဆိုလို့ရှင် multiple myeloma လို့ခေါ်တဲ့ကင်ဆာတစ်မျိုးကအဲ့နေရာမှာသွားဖြစ်နိုင်တာမျိုးတွေကင်ဆာကင်ဆာကြောင့်အဲ့နေရာမှာအယိုးကျိုးနေရမျိုးတွေဖြစ်တတ်တယ်ဗောနော်အဲ့တော့အဲ့ဒါကိုကျွန်တော် imminent သတိထားရတယ် နောက်တစ်ခုကခါးနာတာအပြင်နံပါတ်2နံပါတ်2က severe and progressive progressive neurological deficits လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီခါးနာတာအပြင်ကိုဒီအောက်ပိုင်းနေထုံနာကျင်တာတွေပါတွဲလာထုံနေကျင်နေဆိုတော့ကျွန်တော်ခုနကဆီယိုးပုံစံလေးကိုပြန်ပြီးမြင်အောင်ကြည့်လိုက်ခဆီယိုးတစ်ခုနဲ့ကြားမှာရှိရဲကျွန်တော် disc layer အာယုံကြောသွားပြီးတော့ဖိမိလို့ရှိရင်အဲ့အာယုံကြောထောက်ပံ့ထားတဲ့ဒီအောက်ပိုင်းဟာခြေထောက်တွေခြေဘွားတွေတခြားလို့ရှိရင်ခြေချောင်းလေးတွေ အဲ့နေရာတွေကထုံနေကျင်းနေဟိုထိရထိမှန်းမသိတော့ဒါမှမဟုတ်တခါကျလို့ရှိရင်လည်းအဲ့နဲ့ထိုးထားတယ်ဆစ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 ်နဲ့ဟိုကျင်းပြီးတော့ကြိုက်နေရမျိုးတွေလည်းဖြစ်တတ်တယ်ဗောနော်နာနေရမျိုးလည်းရှိသေးတယ်နောက်တစ်ခုကကြတော့ဟိုလုံးဝ weak ဖြစ်သွားလမ်းလျှောက်လို့ရှိရင် ကောင်းကောင်းလျှောက်လို့မရတော့လူကဟိုခြေောက်တည်းကတာကွေရံလိုမျိုးဖြစ်နေဗောနော်ဆိုတော့အဲ့လိုမျိုးကိုကျွန်တော်တို့ပို့ပို့ပြီးတော့ဆိုးဆိုးလာတယ်တနည်းနဲ့တနည်းပို့ပို့ပြီးတော့ဆိုးလာတယ်ဆိုလို့ရှိရင်လည်းတစ်ဆောင်နဲ့တော့ပြတော့နောက်တစ်ခုကကို့မှာနံပါတ်3နောက်တစ်ခုမှာ history of cancer ကင်ဆာရှိဘူးတယ်ဟိုကင်ဆာဖြစ်ဘူးတယ်ဒါမှမဟုတ်ရှင်ကင်ဆာလောလောဆယ်မှာဖြစ်နေလို့ဆေးကုသမှုခံယူနေရတဲ့လူတွေကိုကကင်ဆာရှိနေရပေါ့နော်ဟိုကင်ဆာရှိနေရယုတ်တိရမြန်ခါးကောက်နာရယ်ဆိုလို့ရှင်ဒီကင်ဆာ cells ကဒီခစီရိုးကိုပြန့်သွားလာဆိုတာကိုကျွန်တော်တို့စဉ်းစားတယ်နောက်နံပါတ်၄က unexplained weight loss weight loss ဆိုတော့ယုတ်တိရဘာမှမသိပဲနဲ့ယုတ်တိရ weight ကကျသွားတယ်ပေါ့နော်ဥပမာဒီနှစ်လလောက်အတွင်းကိုလူဟာ သိမလားဟိုပေါင်30ပေါင်40လောက်ကျတာရုတ်တရက်ပိန်ချုံသွားတယ်ဘာမှမသိအစားလဲရှောင်တာမဟုတ်ဘူးဒါပေမဲ့ဟိုရုတ်တရက် weight loss ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဘာစဉ်းစားလဲဆိုရှင် cancer ကိုစဉ်းစားရပါတော့ကန်ဆာကိုစဉ်းစားပြီးတော့ကန်ဆာက cancer cells ကအဲ့နေရာကိုရောက်နေလားဆိုတော့ကျွန်တော်တို့စဉ်းစားရင်အယိုးမှာစဖြစ်တဲ့ကန်ဆာဖြစ်နိုင်တယ်တခြားနေရာကနေရောက်လာတဲ့ကန်ဆာတွေလည်းဖြစ်တယ်။နောက်ဟို night pain night pain ဆိုတာဘာလဲဆိုလို့ရှိရင်ညဘက်မှာခါနာခါနာတယ် ညဘက်မှာလည်းလူရင်းလှိုင်ရင်းနဲ့ခါနာနာမျိုးရှိတယ်။ဒါပေမဲ့တောင်တန်ရုံ90ရာခိုင်နှုန်းလောက်လည်းမှာပါတဲ့ခါနာနာတွေကဟိုနားတဲ့အနာလူကိုမနှိုးစေဘူး။လူကအိတ်လိုရရဲလူလှိမ့်နေရဲဒါပေမဲ့နားရဲအောင့်ခံပြီးတော့ကျိတ်မိပြီးအိတ်လိုရသေးရဲပေါ့နော်။ဆေးတောက်လိုက်လို့ရှိရင်တော့တာဝိုင်း။ဒါပေမဲ့အရန်ညဘက်မှာအိတ်လိုမရတော့အောင်နားပြီးဆိုလို့ရှိရင်ဒီဒီအိတ်ခုနပြောခဲ့တဲ့ facet joint လေးပေါ့နော်။အယိုးတစ်ခုနဲ့တစ်ခုစုံတဲ့နေရာလေးမှာအယိုးအယိုးနုတွေပြက်စီးပြီးတော့အရန်ကိုရှောင်နေပြီးတော့နားမျိုးတွေလည်းဖြစ်တတ်တယ်ပေါ့နော်။ ငါတို့ကခုနပြောတဲ့အာယုံကြောတွေဖိမိပြီးတော့နာရမျိုးတွေလည်းဖြစ်တယ်။နောက် age အသက်အသက်50နဲ့အထက်နဲ့အသက်55နဲ့အောက်55နဲ့အောက်ကလေးတွေမှာခါနာမျိုးဆိုလို့ချင်းကျွန်တော်တို့မွေးရပါဒီဒီကြောရိုးယောဂါတွေကိုစဉ်းစားရတယ်ပေါ့နော်။အသက်50နဲ့အထက်ကျတော့ကျွန်တော်တို့အယိုးပွားတယ်အသက်50ဆိုလို့ချင်းများသမီးအယိုးပွားလာတယ်အမျိုးသမီးတွေမှာဆိုလို့ချင်းဒါဖြစ်လို့ချင်းအယိုးတွေကရောင်နာတွေပိုးပြီးတော့များလာတယ်။အဲ့တော့ ကိုကအသက်60နဲ့အထက်မှာခါးဆပြီးနားတယ်ဆိုလို့ရှိရင်ဆရာဝန်နဲ့တွေ့ပြပြီးတော့ကျွန်တော်တို့ဘာကြီးလုပ်တင်လဲဆိုတာကိုတိုင်ပင်ကြည့်ပေါ့နော်အဲ့လိုပဲ15နှစ်နဲ့အောက်ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေါ့နော်နောက် recent trauma or injury လောလောဆယ်မှာဟိုမနေ့တနေ့ရမှာချော်လဲထားတယ်ဒါမှမဟုတ်ရှင်ဟိုဟိုရေးတိုက်မှုဖြစ်တယ်ဘာညာပေါ့နော်ဒါဆိုလို့ရှိရင်ခိုင်းခါကိုခိုင်းမိရဲ့ထိမိရဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီခစေရိုးတွေမှာအယိုးအစစ်တွေမြန်လွဲသွားသလားဒါမှမဟုတ်ရှင် အယူကျိုးသွားလာဒါကိုကျွန်တော်တို့စဉ်းစားရမှာပေါ့နော်အဲ့လိုလူမျိုးတွေဆိုလို့ရှိရင်ကျွန်တော် CT scan တို့ X-ray တို့ရိုက်ရတယ်ပေါ့နော် MRI တွေပေါ့တခါကြလို့ရှိရင်စဉ်းစားရတယ်နောက် fever fever ကကျွန်တော်ဖျားတာပေါ့နော်အဲ့တော့ဖျားတယ်ဆိုလို့ရှိရင်ဖျားတဲ့ကိုကခါးနာလာပြီးဖျားပါဖျားလာပြီဆိုလို့ရှိရင်တခြားဘာတွေလဲဆိုလို့ရှိရင်အဲ့ဒီဒီခါးရိုးမှာဟိုဟိုပိုးဝင်နေရတာ ဒါပြလို့ရှိရင်တခြားနေရာယောဂါပိုးတွေ infection တွေကဒီကစေးရိုးရောက်လာတာဒါမှမဟုတ်ရှင်တခါကြလို့ရှင်ဒီ C C အိမ်ဆိုဘယ်လိုရောက်လဲစီလန်းချောင်းပိုးဝင်တယ်ဗောနော်ကြောက်ကက်ထဲမှာပိုးဝင်တယ်ကြောက်ကက်ရောင်းတယ်ဒါမှမဟုတ်ကြောက်ကက်ထဲမှာကြောက်တယ်လေဆိုလို့ရှင်လေ fever ပဲဝင်ပြီးတော့အဲ့လိုမျိုးဟိုနာနာမျိုးတွေခါးနေနာမျိုးတွေဖြစ်တယ်လေအဲ့တော့ကျွန်တော်ဒါယူလဲစဉ်းစား IBD user ကဘာလဲဆိုတော့ IV drug user အကျောစီးထိုးတဲ့လူအကျောစီးထိုးတဲ့လူဆိုတာဆီယံဝင်သွားပြီးတော့ဆေးထိုးတာကိုပြောတာမဟုတ်ဟိုဘိန်းဖြူအကျောစီးထိုးတဲ့လူတွေက ဒီဒီဒီထိုးတဲ့နေရာနဲ့တစင် invention တွေဝင်ပြီးတော့အဲ့ပိုးတွေဟာခါကိုရောက်ပြီးတော့နာတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကခါနာတာအပြင်ဒီလိုလက္ခဏာတွေတွဲပြီးတော့ရှိနေပြီဆိုလို့ရှင် serious causes တွေကိုသတိထားရတယ်ပေါ့နော်နောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီခါနာတာအပြင်ကျွန်တော်စီးဟိုစီးပေါက်လို့မရတော့ရှူးရှူးပေါက်ခြင်းတယ်ဒါပေမဲ့ရှူးမထွက်တော့နောက်တစ်ခုကကြာတော့ တချို့တွေမှာဆိုလို့ရှိရင် urine retention ဒါ urine urinary retention လို့ခေါ်တယ်ပေါ့နော်တချို့တွေမှာကျတော့ C ကထွက်ကြနေတိမဟိုအလိုလိုနဲ့ထိန်းလို့မရမှာထွက်ကြမျိုးဖြစ်တယ်တချို့မှာဝင်းထိန်းလို့မရဘူး C ရဝင်းနေထွက်ကြတယ်နောက်အဲ့ဒီပေါင်ခွာကြမှာကျွန်တော်တို့ဒီဟိုဘယ်လိုပြောအောင်လဲအာယုံခံစားမှုမရှိတော့လက်နဲ့ခိုင်းလို့ရှိရင်လည်းခိုင်းလို့ခိုင်းမှအဲ့နေရာမှာခံစားမှုမရှိတော့ဆရာဝန်တွေကစမ်းကြည့်ရပေါ့နော်အဲ့နေရာမှာကျွန်တော် sensation လို့ခေါ်တဲ့အာယုံခံစားမှုရှိလားလို့စမ်းကြည့်လို့ရှိရင်အဲ့နေရာမှာဘာမှကျွန်တော်တို့ခံစားမှုမရှိတာတွေရှိရပေါ့နော် နောက် resonant neurology ဆိုတာခုနပြောခဲ့တဲ့အောက်ပိုင်းဒီဟိုရမ်းကိုလေးသွားတာမျိုးတွေလမ်းလျှောက်လို့မြင်ရတယ်အောက်ပိုင်း6လောက်တွေကထိလို့ထိမှန်းတိလို့တိမှန်းမဖြစ်မရှိတော့ဘူးပေါ့နော်အာရုံခံစားမှုလုံးဝမရှိတော့ပျောက်သွားတာမျိုးတွေဆိုကျွန်တော်တို့က cortical equina syndrome လို့ခေါ်တယ်ဒါက medical emergency ဘာကြောင့်လဲဆိုတော့ဒီလိုလက္ခဏာတွေရှိပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနပြောခဲ့တဲ့ဒီခစေရိုးကြီးတောက်လျှောက်မှာသွားနေအုံနောက်ကနေတစ်ဆင့် ကစီရွေးတောက်ချက်ကိုကျွန်တော်တို့ဒီ spinal cord လို့ခေါ်တဲ့အာယုံကြောမှကြီးဖြတ်သွားတယ်ပေါ့နော်အဲ့အာယုံကြောမှကြီးမှာပြက်လာတက်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဓာတ်တွေကို implant ရေးဆိုင်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့90ရာခိုင်နှုန်းလောက်ကတော့သူကောင်းသွားတယ်ပေါ့နော်ဆိုလို့ရှိရင်ဘာဖြစ်လို့ဆရာရဲ့ဒီဆရာခိုင်နှုန်းလောက်ကိုရေးကြည့်ကုန်ရလောက်ပြီးတော့ပြောနေတယ်ဆရာခိုင်နှုန်းလောက်ထဲမှာကိုပါသွားလို့ရှိရင်အသက်အနည်းအထိဆုံးရမျိုးဖြစ်တယ်ခုနပြောခဲ့ corda equina ဆိုလို့ရှိရင်ဒီမတော်လိုမြန်အဲ့ဒါဖြစ်သွားလို့ရှိရင် ိုက်လူကချက်ချင်းမကူအချိန်မီမကူဆိုလို့ရှင်ဘာဖြစ်သွားလဲဆိုရှင်အောက်ပိုင်းတည်သွားမျိုးတွေဖြစ်တယ်အဲ့တော့လူကဟိုဟိုကုလို့ရရတာ ਨੇ ဒုက္ခိတဘွားရောက်သွားမှာဆိုလို့ကျွန်တော်ဒီကနေပြောပြပေးနေခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ခါနာအပြင်ကိုဓာရီ ਨੇ ကျွန်တော်တို့တွဲပြီးဖြစ်လာပြီဆိုလို့ရှင်နော် see your gb ကိုယ့်ရဲ့ gb ကိုအများဆုံးတွားပြဒါမှမဟုတ်ရှင်လေအယိုးကြောဆရာဝန်အနေနဲ့ချက်ချင်းတွားပြပြီးတော့ကျွန်တော်တို့ဟိုဟိုတိုင်ပင်ပြီးတော့ကုသမှုခံယူလို့လုပ်လိုက်မယ်ပေါ့နော်အဲ့တော့အားလုံးကိုစိတ်နှပြစမ်းချမ်းသာကြပါစေ I'll see you next time. Bye now.